တော့လူတိုင်းလူတိုင်းဟာဆုံးမလို့ရတယ်လို့တော့ဒီလိုမတွက်နဲ့ကိုသာသမီးတောင်ကိုဆုံးမလို့ရတဲ့သာသမီးရှိတယ်ဆုံးမလို့မရတဲ့သာသမီးရှိတယ်အဲ့တော့ဒီနေရာမှာဆုံးလို့ရကဆုံးမလို့ရမဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတဲ့အခါမှာဆုံးမတဲ့အခါမှာအတော်ဆုံးအထူးချွန်ဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားကိုဂုံပြုထားတဲ့စကားတစ်ခုပဲဒါအဲ့လိုဆုံးမတတ်လို့ပဲသတ္ထဒေဝမနုဿနာဒေဝမနုဿနတ်ရောလူတွေပါ လူတွေရဲ့ဆရာပြတာမဟုတ်မကနတ်ရဲ့ဆရာလည်းဖြစ်တယ်ဒါတော့ လောကမှာအမြင့်ဆုံးအသိဉာဏ်ရှိတဲ့တရားတွေကိုပြောရင်ဒေဝမနုဿာလို့ပြောရတာဟိုဒိဋ္ဌာန်တို့ဘာလို့ကြတော့အသိဉာဏ်ရှိတာမဟုတ်ဘူးဒါကြောင့်ဒိဋ္ဌာန်นี่ရောမဆုံးမဘူးလားလို့ဆိုဆုံးမတယ်ဒိဋ္ဌာန်นี่ရဆရာရောမဖြစ်ဘူးလားဆိုဖြစ်ပါတယ်အကောင်းဆုံးဟာကိုရည်ညွှန်းပြီးတော့ပြောတာမဟုတ်တထာဒေဝမနုဿာနာ Sebab tu Nala giri sinji soma re Ala waka pidu soma Nala giri sinji sara Dari sama ni Nando penanda Nakau soma re Dari sani usoma re Tuh tu Dia tu dia punya Yati tiang ြီးပြီးဝဝဆုံးမလို့ရတာကတော့လူနဲ့နဲ့ပဲရှိတယ်ကိုအစွမ်းကုန်ဆုံးမတဲ့အထွတ်ထိပ်ရောက်လာတော့လူနဲ့နဲ့ဒါကြောင့်မို့လူတွေနဲ့တည်းရဲ့ဆရာလူတော့ဆုံးမတယ်ဆိုတာဟာအတွက်လေလူမင်းလက်ရှိဘုရားကောင်းကျိုးရဖို့အတွက်လဲဆုံးပါတယ် အဲ့ဒါကိုဒိဋ္ဌဓမ္မိကထာလို့ခေါ်တယ်ဒိဋ္ဌဓမ္မကိုကိုယ်တိုင်တွေ့ကြုံနေရတဲ့ဘဝဒိဋ္ဌဓမ္မတွေ့မြင်တဲ့ဘဝသဘာဝတံပရာဤကထာစွာတွေ့ကြုံနေရတာမဟုတ်ဘူးနောက်တွေ့ရမယ်ဘဝနောက်ဘဝလို့ခေါ်တယ် အရာတမရာယေကထတော်မောအကျိုးအတွက်ဆုံးတော့နောင်မောဆိုအထူးဆန်းမဟုတ်ဘူးလေဒီဘောမှာတောင်းပါပဲခဏိအတွက်လုံလို့ရတယ်လို့နက်ဖန်အတွက်လည်းလုံလို့ရတာဒီနှစ်အတွက်ရှိတယ်လို့ပဲနောက်နှစ်အတွက်ဆိုတာလည်းလုံရတာပဲလေဆိုလိုတာဘဝတစ်ခုက ယခုဘဝရှိတယ်လို့နောက်ဘဝဆိုတာလည်းရှိလားဒါကြောင့်မို့နောက်ဘဝအကျိုးအတွက်သို့မဟုတ်နှစ်ဖန်အတွက်သို့မဟုတ်နောက်နှစ်အတွက်သို့မဟုတ်နောက်လအတွက်ဘဝနဲ့ပြောရင်နောက်ဘဝအတွက်အဲ့ဒါတံ္ဍရာဤကထလူတွေရောမလုပ်ဘူးလားဆိုတော့လုပ်တာပေါ့ဘဝကိုစဉ်းစားကြည့်ပေါ့ long term plan နဲ့ချပြီးတော့ ရှေးရှိစီပွားရေးအတွက်ယင်းနှိမ့်မြုံနိုင်ကြတယ်လေဒါအခုစားဖို့ပါမဟုတ်တာ နောက်အတွက်လုပ်ကြတာပဲလေလောလောဆယ်အချို့အတွက်မှမဟုတ်တာနောက်ရလာမယ့်အချို့အတွက်ရှင်းနှိမ့်မြုံနိုင်မှု investment တွေလုပ်တယ်ဆိုတာ investment လုပ်တယ်လို့ပဲ လက်ရှိဘဝအနေထားတင်မကဘူးနောက်ဘဝအတွက်လည်းလောက်အောင်မှာဖြစ်တယ်မလို့ရင်ပညာမရှိရရောက်လိမ့်မယ်ကျွတင်ပြီးတော့ပြင်ဆင်မှုဆိုတာလောက်ရတယ်ကလေးတွေဘာလို့စတဲ့ပေးနေကြကလေးတွေစတဲ့ပေးတာဒါယင်းနှိမ့်မြုံနံပေးတာပဲနောက်အတွက်လောက်တာခဏိအတွက်မဟုတ်ဘူး ကလေးတွေကြောင်းထားတယ်ပညာသင်ပေးကြတယ်ဘာအတွက်လဲအရရောက်လာတဲ့အခါမှာသုံးဝင်မှုအတွက်ပညာတတ်ဖို့အတွက်ဒါလည်းနောက်အတွက်လုပ်တဲ့ဟာပဲခုလောလောဆယ်အတွက်လုပ်တာမဟုတ်ဘူးအဲ့တော့အကျိုးဆိုတာအခုလက်ရှိ